တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လေးလအတွင်းမှာပေါင်32ပေါင်ကျသွားတဲ့မာကြီးဆိုးဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်မိုင်းဆိုးကတော့အခုလိုပဲသူဘလို့ဝိတ်ချလာကလေးဆိုတော့ကိုပြောပြသွားခဲ့ပါတယ်ကျွန်တော်လည်းအတူတူကြည့်ရှုလိုက်ကြရအောင်နမေကြီးပြောနမေကြီးပြောပါ ပိန်သွားရတဲ့အကြောင်းရင်းကိုပြောရမယ်ဆိုရင်တော့ဤတက်တီပြောနေသလိုပါပဲအာစုပြည်သင်းမင်္ဂလာဆောင်လေးရှိနေတဲ့အခါကျတော့မကြီးတို့တီးတဲ့ချိန်မှာငါဝိချမဖြစ်တော့မယ်ဆိုတဲ့အတွေ့အထိပေါ်လာပါတယ်အဲတော့မကြီးကဟိုဘသူနဲ့စကားဆက်မိလဲဆိုတော့စနီမြေလွင်နဲ့အရင်စကားဆက်မိပါတယ်အဲဆက်မိတော့ဒီတီကမကြီးဝိချမယ်ပိန်အောင်လုပ်ပေးမယ်ဘာညာနဲ့ပြောတော့မကြီးကငါခန္ဓာကိုယ်ကြီးနဲ့ပိန်အောင်ပိန်ပါမလားမသိဘူးဒါပေမဲ့ငါပိန်တော့ပိန်ချင်တယ်ဘာကြောင့်လဲဆိုတော့မကြီးကျမ်းမာကြီးရပါတော့เนาะကျမ်းမာကြီးရမကြီးပိန်ချင်တယ်ဆိုပြီးတော့အဲ့လိုစိတ်ကလေးဖြစ်ပါတယ် ဖြစ်တဲ့ခါကျတော့ဒီတီယာဒီစည်းကမ်းကိုညွှန်ပါတယ်စည်းကမ်းကိုညွှန်တဲ့ပြောမိုင်းရကော့ကိုလည်းမသွားဘူးနောက်ဆုံးတော့သူကိုယ်တိုင်လာပို့ပေးရပါတယ်ဒီတီယာအဲလာပို့ပေးနေမိုင်းတို့ဒီစည်းကမ်းကိုဟိုဂျွန်လာပေါ့ဂျွန်လာ၁၄ရက်နေ့မှာမိုင်းတို့ဒီစည်းကမ်းကိုစရောက်ပါတယ်အဲ့ဒါနေပြီးဆရာနဲ့ဆွေးနွေးပါတယ်ဆွေးနွေးပြီးတော့မိုင်းမှာဘာယောဂါတွေရှိလဲအသေးစိတ်သေချာစစ်ပါတယ်စစ်ပြီးတော့မိုင်းမှာအများဆုံးကတော့အစီပါပဲခန္ဓာကိုယ်တစ်ခုလုံးမှာအဲ့တော့အစီကြီးအများကြီးဖြစ်နေတဲ့အတွက်ဟော အဲ့ဒါကိုဇာတိချစစ်စစ်ပြီးတော့မှလိုအပ်တဲ့ညွှန်ကြားမှုပေးတာပါအဲခက်တာမိုင်းမှာတိုက်ရိုက်ရှိတယ်တိုက်ရိုက်ရှိတော့အဲအရင်အရင်တော့လည်းမိုင်းဒီလိုမျိုးဝိတ်ချဖို့ဒီ plan တွေအများကြီးလုပ်ခဲ့ပါတယ်ဒါပေမဲ့တိုက်ရိုက်ရှိနေတဲ့ခါကျတော့ချို့ကမလုပ်ပေးရကြဘူးပေါ့နော်အမှန်တကယ်တော့တိုက်ရိုက်နဲ့မဆိုင်ပါဘူးတကယ်တမ်းကျတော့တိုက်ရိုက်ကင်ဆာဖြစ်မှသာလေဒါတွေကိုမလုပ်လုပ်လို့မရတာပါအဲ့တော့ဇာတိချစစ်စစ်ပြီးတော့မိုင်းကိုလက်တွေ့ချက်ချပဲအခုလိုမျိုးပိန်သွားအောင်အများကြီးညွှန်ကြားပေးခဲ့တာပါအကြီးကလည်းဆရာညွှန်ကြားတဲ့အတိုင်းတည်တည်ချာချာ လိုက်နာပါတယ်တေချာလက်တွေ့ကြကြလို့လုပ်ပါတယ်အဲဒါကြောင့်မလို့မိုင်းဒီဈေးကောင်းလာတဲ့အချိန်တော့ပေါင်219ပေါင်ရှိပါတယ်အခု185ပေါင်အားလုံးပေါင်32ပေါင်ကျပါတယ်ဒါပေမဲ့ထပ်ပြီးတော့လေချအောင်ပါပါမထက်ပေါင်20လောက်ထပ်ချချင်မသေးတယ်မိုင်းရဲ့ body weight နဲ့ဆိုရင်မိုင်းရဲ့ weight ကများနေပါသေးတယ်အဲ့တော့ကျမ်းမာကြီးအရာပေါ့နော်မိုင်းထပ်ပြီးတော့ weight ချအောင်ပါဒီကိုကခါရခေါ်လာပေါ့မိုင်းကိုချဟုတ်တယ်အဲ့သူကခေါ်လာတယ်အဲ့ခုန တော့သူတို့ဘလူးမိုတီရလဲဆိုတော့ဘလူးပိုတီမမရပါဘူးဝင်မဲ့ခေါ်လို့လိုက်လာတာ။ဒီမှာတော့ခေခုခုကိုဘလူးကြည့်တယ်။ကေကေကိုကိုယုံကြည်မှုပို့ပြီးတော့ရှိလာပါရဲ့ဟုတ်အရင်လိုမျိုးမလုံမလဲမဖြစ်တော့ဘူးပေါ့ညတော့မလုံမလဲဖြစ်နေတာပေါ့ဟုတ်ဖြစ်တယ်ဘူးဖြစ်တာအရင်များဝါနေမလားပေါ့ဩဝါများနေတာသတိပြောပြပါဦးကေကရေရပေါင်း200နဲ့မှ32ပေါင်းရှိပါရဲ့အခုကေကက200နဲ့မှ1ပေါင်းလည်းရှိပါတော့ရဲ့ ခက်ခက်ပေါင်း32ပေါင်ပေါ့နော်စုစုပေါင်း32ပေါင်ကျတော့ပါတယ်ရှင်ပြီးအစီအကျတော့ခက်ခက်14ပေါင်ကျတော့ပါတယ်ရှင်အဆင်ပြေပါတယ်ဒါမဲ့ဒီကိုလုံးနဲ့ခက်ခက်ဝတ်ချင်တဲ့အဝစားအဆင်မပြေသေးဘူးပေါ့နော်အများကြီးထ ắt ချရအောင်ပါခက်ခက်ကဘလို့ဝတ်စားလေးတွေဝတ်ချင်တာလဲဒီလိုမျိုးနဲ့အဆင်ပြေဆိုတော့လေလက်ပြက်ခံဝင်လေးတွေဝတ်ချင်တယ်လက်ပြက်ခံဝင်လေးတွေပို့ဒီလိုမျိုးအဲ့လိုပေါ့နော်ခံဝင်လေးတွေတော်တော်များများဝတ်ချင်ဝတ်ချင် ဝေးရတော့မှာပါဝေးရတော့မှာအဲ့ဒါတော့ပြေးတော့ဘလုံးက surprise တိုက်လိုက်တာနော် surprise တော့မတိုက်ပါဘူးဒီလိုပါပဲကြိတ်ပြီးဝိတ်ချရတာပေါ့မကြီး32ပေါင်ကြာတယ်ဒါပေမဲ့အဲ့32ပေါင်မှာကဆရာဝန်ညွှန်ကြားတဲ့တိုင်းတရားလုပ်တဲ့အတွက်မကြီးကအစီအစီပဲ32ပေါင်ကြာပါတယ်ဒါနဲ့တပေါင်ကတော့ရေဝိတ်ပါမကြီးတို့မှာ plan ရှိပါတယ်ဇရာခွက်ရှိပါတယ်အဲ့ဇရာခွက်ကိုကြည့်ရင်အကုန်သိပါတယ်လိမ့်လို့လည်းမရပါဘူးဒီဘက်တစ်ခါမကြီးတို့ဝိတ်လာချိန်ရတဲ့အခါမှာမကြီးဒီဒီဘက်တော့မှာကောင်းကောင်းစားရလားဆရာဝန်ညွှန်ကြားတဲ့တိုင်းလိုက်နိုင်ရလားဆိုတာက ဲ့ပေါင်ချင်တဲ့အချိန်မှာအကုန်တူပါတယ်ပေါင်ချင်လိုက်တဲ့အချိန်မှာမကြီးရေဝိတ်ကဘယ်လောက်ကျသွားလဲအဆယ်ကဘယ်လောက်ကျလဲအစီကဘယ်လောက်ကျလဲဆိုတာတခါတည်းပေါ်ပါတယ်အဲဆောပိုင်းကာလာတွေတုန်းကမကြီးဆဆကျင်းတုန်းကမဆယ်တီတည်းကျတယ်အစီကတိတ်မကျအဲ့တော့အစီကျဖို့ဆိုတာကမကြီးကအသားများများစားမှရမှာအသားစားတော့မှအဲ့အစီနေရာမှာအသားတွေကတူပြီးမဆယ်တီတူပြီးမှရောက်ဝိတ်ကျမှာပါအဲ့နီလန်ကိုမကြီးလုပ်ပါတယ် ဲ့တော့မကြီးအငတ်ခံနေရလားဆိုတော့ငတ်လည်းမခံရပါဘူးမကြီးထမင်းလည်းစားပါတယ်မကြီးစားကြတာတွေလည်းစားပါတယ်ဒါပေမဲ့ချစ်ချိန်ပြီးစားတော့တာပေါ့ဘာလို့လဲဆိုတော့ကိုကဝိတ်ချနေတဲ့ plan ကိုယူထားတဲ့အတွက်အဲလိန်လို့လည်းမရတဲ့အတွက်ဆရာတို့လည်းအားနာတယ်သူတို့ကတေးချောင်စည်တနာနဲ့ကိုကိုပေးစီချင်တာဆိုတော့ဒါပေမဲ့မကြီးဘာလို့တွေ့ကြကြတိလာလဲဆိုတော့ဘယ်ကရာကိစ္စမျိုးဆိုကိုကိုယ်တိုင်ပါဝင်ဆင်နွှဲမှအောင်မြင်မှာပါဆရာတို့ကညွှန်ကြားတယ်ပြောတယ်အဲ့ဒီတိုင်မကြီးတကယ်လက်တွေ့လိုက်နာပြီးနာခံပြီးစားမှတောက်မှနေထိုင်မှမကြီးဝေးကြမှာပါ ေးလာထတ်ချအောင်ကိုစိတ်ထဲလက်ခံလို့ရတဲ့အနေထားလေးပြောမှရတက်က55နှစ်ဖြစ်သွားပြီပေါင်30လောက်ကျသွားတယ်ဆိုတော့လေတိတာတာပေါ့လေအဲ့ပေါင်30လောက်မကျခင်ကတော့မတိတာပါဘူးဒါပေမဲ့ပေါင်30လောက်ကျသွားတဲ့အချိန်မှာမကြီးညီမအင်ကြီးလေးတွေကို confidence ရှိရှိပို့လာနိုင်တာပေါ့အဓိကကတော့ကျမကြီးပါပဲမကြီးတို့ကျမကြီးကောင်းမှုအရေးကြီးတယ်မကြီးကလွန်ခဲ့တဲ့ကာလတွေပတ်လုံးမှာသားရဲယောဂကိုမကြီးကအကြာကြီးခံစားခဲ့ရတာမကြီးမှာဓာတ်ပုံတွေရှိတယ်ပြချင်တယ်အဲဘလူးလေးလဲဆိုတော့မကြီးရဲ့အဲ့အသက်50ဝန်းကျင်ကာလ 51 52အဲ့လောက်ကနေစပွားလာတာဟာဒီ53 54ဒီပေါ့နော်နှစ်နှစ်သုံးနှစ်ထောက်လျှောက်သွားအဲ့ချိန်မှာမိုင်းမှလည်းမျိုးဆိုအလက်ဂျီတွေလည်းဖြစ်တယ်မျက်နှာမှာဆိုလည်းဘူးကြီးအများကြီးပေါက်တယ်မိုင်းရဲ့ဒီသွေးကစားတဲ့အခြေကြီးဖြစ်နေတဲ့အခြေဆိုအဲ့ဒီတန်းကိုမိုင်းရဲ့ကြမ်းကြမ်းခံခဲ့ရပါဘူးအဲ့တော့မိုင်းရဲ့အဲ့ဒီယောဂါတွေကိုအရင်ပြောင်းအောင်ကုရပါတယ်ဟိုဝိတ်ကိုနောက်မှချဖို့စဉ်းစားရပါတယ်ဆိုတော့တိုင်းရိုက်ကလည်းဖြစ်ဆိုတော့တိုင်းရိုက်ကိုလည်းအရင်ဆုံးညီအောင်မကြီးကထိမ့်သိမ့်ရပါတယ်အဲ့တော့အဲ့ဒါကြီးယောဂါပါကြီးအကုန်ကင်းပြီဆိုမှ မကြီးကဝိတ်ချမဲ့ plan ကိုစလုပ်နိုင်တဲ့သဘောပေါ့စောပိုင်းကာလာလေးတော့ဝိတ်ချတယ်ဆိုရင်မတိုးပါဘူးမနေကြိုးစားရတာပါအဲကြောင့်မကြီးထမင်းမစားဘူးဆိုတာလည်းမဟုတ်ပါဘူးထမင်းလည်းစားပါတယ်ဆွဲရှိဖို့ပါပဲပြီးတော့အသက်ရွယ်နဲ့အလိုက်ပေါ့နော်မကြီးတို့လိုအသက်ရွယ်ရှိတဲ့လူတွေကဟိုဘယ်လိုခေါ်မလဲ ဘာနေလို့ဆိုရင်စိတ်မညစ်ပါနဲ့ကျမ်းမာဝင်ရင်နေပါကျမ်းမာရင်ဝိတ်ချဖို့ဆိုတာအရန်တွေပါတယ်လို့မကြီးကဒီနေ့ကနေမူတည်ပေးပြရစေ။ဘာဖြစ်ရောစစ်စစ်မင်္ဂလာဆောင်ကြောင်းလေးပို့ပြီးတော့ဒီဥစ္စာအထောက်မြောက်သွားတယ်ဒါပေါ်တာပေါ့အဓိကတော့စင်စင်ပေါ့လေဒုတိယအဓိကတော့ကျမ်းမာရေးပေါ့။မာကြီးကျမ်းမာရေးကောင်းကျင်တယ်။ပေါ့ပပနေကျင်တယ်။အာဒီအခုဒီလိုမျိုးဝေးချိုင်မာကြီးလိုချင်တဲ့တာဂက်ရောက်သွားပြီးပြီဆိုပြီးတော့မာကြီးရှော့လိုက်မယ်တော့ ရှင်းလိုက်မှာတော့မဟုတ်တော့ဘူး။ဂျိုင်းလေးပဲပုံမှန်လေးပဲမာကြီးတွားမယ်။ပုံမှန်လေးစားမယ်။ရင်တော့ဆိုရင်ကျုံသာကောက်စားလိုက်တာပဲ။အခုတော့ဇက်ထုပ်အစားတစ်ခုမထည့်ခင်စဉ်းစားပါလေ။ငါဘိုက်စားလို့စားတာလား။ဘိုက်မစားပဲစားနေရလား။စားရောစားခြင်းရလားဆိုတော့အမြဲတွေးပါလေ။အဲ့စိတ်ကလေးနဲ့နေလိုက်တဲ့အခါကျတော့အဆင်ပြေသွားပါလေ။ဟုတ်ကဲ့ပါ။ဒါဆိုရင်လေးလအတွင်းမှာ ပေါင်း30ကျော်ကျသွားတဲ့မာဂျီဆိုးနဲ့ခစ်ကိုဒါ congratulation ပါလို့ပြောကြားရင်းနဲ့ပဲဒီနေ့ဗီဒီယိုလေးကိုဒီမာရင်မဲ့အဆုံးသတ်ခွင့်ပြုပါအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချမ်းမြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာအားလုံးပဲတတား